တရားစီကောင်မဂရင်းဟုတ်ကပရီးမီးယားလိကိုပြန်လာတော့ပါလားဒီနေ့မှာတော့ပြီးခဲ့တဲ့တရားစီအတွင်းမာဆေးတင်းမှာခြေစွမ်းပြခဲ့တဲ့တိုက်စစ်မှုမေဆင်ဂရင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပရီးမီးယားလိဂ်ကိုပြန်လာဖို့တင်းနေထပ်ပေါ်နေတဲ့ကြားက Green ကသူ့ရဲ့အနာဂတ်ကိုဘလို့မြင်ထားလဲမာဆေးသိန်းနီးပြဒီစာပေနိုင်ရောဘလို့ခက်ခဲတွေရှိခဲ့လဲစိုးဝင်စားကြကောင်းတဲ့အကြောင်းအရာတွေကိုတိတိတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မကြသေးခင်ကပဲ Vision Green ကမာဆေးသိန်းနဲ့တူချန်ပီယံလိဝင်ဝင်ရရှိခဲ့ပြီးနောက်သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဖွင့်ရခဲ့ပါတယ် Green ကသူကလာမယ့်နှစ်မှာမာဆေးသိန်းမှာပဲဆက်နေပြီးချန်ပီယံလိပြိုင်ပွဲမှာပါဝင်ကစားခြင်းနဲ့လို့ပြောကြားခဲ့ပါတယ်သူကမာဆေးမှာချန်ပီယံလိကစားရတာဟာတကယ်ကိုထူးခြားတဲ့အတွေ့အကြုံတစ်မျိုးဖြစ်တယ်လို့အခြားကစားသမားတွေကပြောပြကြောင်းလဲဆိုပါတယ်ဒီရာဒီယာသူ့ပြတကယ်ကိုအပြူသဘောဆောင်တဲ့ရာသီတစ်ခုဖြစ်ခဲ့ပြီး သူတို့အတင်းရဲ့ညီမချက်တွေအားလုံးကိုအောင်မြင်နိုင်အောင်ဆွမ်းဆောင်ခဲ့တယ်လို့ Greenwood ကပြောပါတယ်။မာဆေးအတင်းချန်ပီယံလိဝင်ခွင့်ရရှိခဲ့တာဟာ Greenwood တို့ရောအတင်းအတွက်ပါအရေးပါတဲ့အောင်မြင်မှုတစ်ခုဖြစ်ခဲ့တာအမှန်ပါပဲ။ Greenwood ကသူဟာညတောင်းမှန်းမှကစားရတာပိုပြီးတက်တောင့်တက်တာရှိပေမဲ့ညီပြကဘယ်နေရာမှာကစားစီချင်ပါစီသူကအကောင်းဆုံးကစားသွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။ခက်စစ်ပိုင်းမှာကစားဖို့လိုအပ်ရင်တောင်သူကလုံဆောင်သွားမယ်လို့ဆိုပါတယ်။အဓိကကတော့နီးပြရဲ့လိုအပ်ချက်ပဲဖြစ်တယ်လို့ Greenwood ကထုတ်ပေါ်ပြောကြားခဲ့ပါတယ်။နီးပြဒီစားပြီးဟာဒီရာသီတစ်လျှောက်လုံး Greenwood ရဲ့ခြေစောင်းကိုဝေဖန်မှုတွေပြုလုပ်ခဲ့တယ်လို့ပွဲထွက်လူစင်းကနေလည်းခြံလက်ခဲ့တဲ့အချိန်တွေရှိခဲ့ပါတယ်။ဒါပေမဲ့ Greenwood က ဒါသူရဲ့ပထမအဆုံးယာတိတာဖြစ်ပြီးအတွေ့အကြုံတွေပိုရလာတာနဲ့မြရာရာပိုကောင်းလာလိမ့်မယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။မိပြားနဲ့ကစားသမားကြားမှာအမြင်ကွဲလွဲမှုတွေရှိနိုင်ပေမဲ့အတင်းရဲ့အောင်မြင်မှုအတွက်တော့အတူတကွစူးစမ်းခဲ့ကြတာကိုတွေ့ရပါတယ်။ဒီအချိန်မှာမာဆေးတင်းတို့က33ဝဲမှာ19ဂိုးတိသွင်းယူနိုင်ခဲ့တဲ့ Greenwood ကိုပရီးမီးယားလိအတင်းတချို့ကလည်းပြန်လည်ခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒါပြင်စပိန်ထိပ်သီးကလပ်အတင်းတင်းဖြစ်တဲ့ဘာစီလိုနာကလည်း Greenwood ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ Greenwood ကလာမယ့်ရာသီအတွက်ပြင်ဆင်မှုတွေမစတင်ခင်မှာ Greenwood အတင်းနဲ့ကစားမဲ့မာဆေးတင်းရဲ့နောက်ဆုံးပွဲစဉ်မှာပါဝင်ကစားဖို့ရှိနေပါတယ်။ ။မာစီတင်ရဒီပွဲမှာအနိုင်ရရှိခဲ့မယ်ဆိုရင်လီဂိုးရဲ့ဒုတိယနေရာကိုရရှိနိုင်မှာဖြစ်ပါတယ်။ Greenway ရဲ့ဆုံးဖြတ်ချက်ကဘလို့ဖြစ်လာမလဲဆိုတာကိုတော့စောင့်ကြည့်ရအောင်ပါပါ။ကဲပိတ်သက်ကြီးဒီနေ့မှာတော့ Mason Green ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။ Greenway ကမာစီမှာဆက်နေပြီး Champions League ကစားဖို့ဆန္ဒရှိနေတယ်လို့ညီပြဒီဇာဘီနဲ့လည်းအတူတကွအခက်ခဲတွေကိုကြော်လာနိုင်ခဲ့တာဆိုတွေ့ရပါတယ်။ဒါပေမဲ့ထွက်ပေါ်နေတဲ့သတင်းတွေအတိုင်း Green ကပရီးမီးယားလိဂ်ကိုပြန်လာမှာလား။ဒါမှမဟုတ်ဘာစီလိုနာကိုပြောင်းရွှေ့သွားမလားဆိုတာကတော့စိတ်ဝင်စားစရာစောင့်ကြည့်ရမယ့်အခြေအနေတစ်ခုပါ။ Gracias por ver el video.